ကြည်ကြည်တဲ့ချမ်းသာတဲ့စီဖြိုးလိုမိသားစုရဲ့ချိန်မှဖြစ်နေပေမဲ့လမ်းဘေးမှာအထယ်ရောင်းကရုံးခံနေရတဲ့ခင်လွန်ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင် Global Media News Page ကနေပြီးတော့ပြန်လည်လို့ကြိုဆိုပါရစေခင်လွန်ကကောက်ချောင်းလှလှလေးနဲ့ပရိသတ်တွေရဲ့အသေးစွဲဖြစ်ခဲ့သူတယောက်ပါဒါပေမဲ့ခင်လွန်ကတဘွားလုံးစာအတွက်ရွေးချယ်လိုက်တာကတော့စီဖြိုးကိုဖြစ်ပါရစေခင်လွန်က အရင်ချမ်းသာတဲ့အတိုင်းဝိုင်းကမဟုတ်တဲ့အတွက်စီဖြိုးတို့အတိုင်းဝိုင်းနဲ့လဲကွာချားပါတယ်။ဒါပေမဲ့စီဖြိုးမိခင်ကနှစ်ယောက်လုံးကိုသဘောတူလိုက်တဲ့အတွက်လက်ထပ်ကြတာဖြစ်ပါတယ်။လက်ထပ်ပြီးတဲ့အချိန်မှာခင်လွန်းကတတိကရောဖြစ်သွားပေမဲ့တတိကရောတယောက်လုံးမနေထိုင်ပါဘူး။ကလေးချက်ချင်းယူပြီးတော့ကလေးမွေးပြရနဲ့ခင်လွန်းက live လွှင့်ပြီးတော့အထယ်တွေကိုရောင်းနေကြတာဖြစ်ပါတယ်။ကလေးဂျပန်နဲ့ဖြစ်ပေမဲ့စီးပွားရေးလုပ်ငန်းကိုလုပ်ကင်ပြီးတော့ဂျိုးစားနေကြတာဖြစ်ပါတယ်။ဒါအပြင်ပြီးခဲ့တဲ့ရက်မှာခင်လွန်ကလမ်းဘေးမှာအထယ်ဆိုင်လေးဖွင့်ပြီးတော့စီးပွားရေးလုပ်ငန်းကိုတိုးချဲ့ပြီးတော့လုပ်နေတာဖြစ်ပါတယ်။အထည်ဆိုင်ဖွင့်နေဆိုပေမဲ့လည်းဆိုင်ကန်အကြီးကြီးနဲ့ဖွင့်ချလိုက်တာမဟုတ်ပါဘူး။လမ်းပေးအထည်ဆိုင်အသေးလေးတွေကိုသာဖွင့်ထားတာဖြစ်ပါတယ်။ လုပ်ငန်းကိုအောက်ခြေရနေပြီးတော့စတင်ပြီးလုပ်ခိုင်နေရလဲဖြစ်ပါတယ်။ခင်လွိုင်းကအခုလိုအလုပ်ကြိုးစားနေတယ်ဆိုတာရောက်ခမရီချမ်းသာတယ်ဆိုတာဒမပစံချမ်းသာတာမဟုတ်တဲ့အတွက်ကြောင့်စီဖြိုးရဲ့မိဘရိစီကစေတမကုံအောင်တုံးနိုင်ပေမဲ့လည်းချမ်းသာပေမဲ့လည်းဒမပိုင်ဆိုင်တာမဟုတ်တဲ့အတွက်ကိုရိုင်းငွေရှာမယ်လို့အဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။ဒါအပြင်တကယ်လို့ငွေမရှာဘူးဆိုရင်ဒမအနေနဲ့ ကျွေးကျင်တာကျွေးလို့မရတာကြောင့်ဖြစ်ပါရင်တမိဖြစ်သူလိုအပ်တာမှန်သမျှကိုခင်လွန်က ထောက်ပံ့ပေးကြတာပါတခုခုပူဇော်ပြီးဆိုရင်တမကိုရိုင်းသာဝယ်ပေးကြတာဖြစ်ပါရင်ဒါကြောင့်မို့ကိုပိုင်ဝင်ငွေရအောင်စီဝါရှာနေတာဖြစ်ပါရင်တမိဖြစ်သူအတွက်အရာရာဖြည့်ဆည်းပေးနိုင်တဲ့မိခင်ဖြစ်အောင်စူးစမ်းနေတာဖြစ်ပါရင် အလုပ်အရန်စူးစမ်းတာကြောင့်ခင်လွန်းကဟာဂျမိုင်းထိခိုက်တာမျိုးတွေတောင်ရှိခဲ့ပါရင်အထည်ဆိုင်ဖွင့်ဖို့အတွက်ရုံးကန်စူးစမ်းနေရတဲ့အမှုအချိန်မှန်အစားမှန်မစားမိတဲ့အတွက်အဆိုင်ယောဂါလည်းဖြစ်ခဲ့ပါရင်အဆိုင်ယောဂါကြောင့်ဇေယုံတက်ကြတာသုံးခါတိတိကိုတက်လိုက်ရရင်ခင်လွန်းကအခုမှသာနေပြန်ကောင်းလာတာမကြသေးပါဘူးနေပြန်ကောင်းလာတာမကြသေးပေမဲ့အလုပ်တွေပြန်စားလုပ်နေပြီဖြစ်ပါရင်ခင်လွန်းက ချမ်းသာရမိသားစုရဲ့ချွေးမလို့မထင်ရလောက်အောင်ကိုအလုပ်ပဲလုပ်နေရမို့တချို့ကလည်းပြောဆိုကြတာတွေရှိပါတယ်။ခင်လွန်းကတော့သူ့ကို စီဖြိုးလို့ကမထောက်ပံ့တာမဟုတ်ပဲသူကိုယ်တိုင်ကအလုပ်ထွက်လို့ချင်တာသာဖြစ်ကြောင်းတုံ့ပြန်ထားတာပါ။စီးပွားရေးလုပ်ငန်းရှင်ကြီးရဲ့အမျိုးသမီးဖြစ်ပေမဲ့လည်းဒါပေမဲ့သူမကိုယ်တိုင်စီးပွားရေးလုပ်ငန်းရှင်အမျိုးသမီးဖြစ်အောင်ရည်တည်သွားမှာဖြစ်ပါတယ်။ခင်လွန်းတဲ့စီဖြိုးတို့ကမတူညီတဲ့အတိုင်းဝိုင်းနေရနေပြီးတော့လက်ထက်ဖြစ်သွားတာပါ။လက်မထိုက်ခင်တော့ကခင်လွန်းက sexy မ မော်ဒယ်ပုံစံမျိုးယက်တီခဲ့ပေမဲ့လည်းလက်ထပ်ပြီးတဲ့အချိန်မှာမော်ဒယ်တယောက်အနေနဲ့ဘာမှအဆင်မလုပ်ဖြစ်တော့ပါဘူး။စီးပွားရေးလုပ်ငန်းတွေလုပ်ဖြစ်တယ်လို့အနုပညာအလုပ်တွေသာဆက်ပြီးတော့လုပ်နေရလဲဖြစ်ပါတယ်။ဒါအပြင်စီဖြိုးရဲ့မိခင်ဖြစ်သူနဲ့လည်းတိတ်အောင်နေပါတယ်။အင်တာဗျူးတွေမှာဆိုလဲစီဖြိုးရဲ့မိခင်ရဲ့မကောင်းချောင်းကိုထုတ်ပြောတာမျိုးတခါမှမရှိပါဘူး။ဒါကြောင့်မို့စီဖြိုးမိခင်ကလည်းခင်လွမ်းလို့ဆိုရင်ချစ်ပါတယ်။ကြီးကြီးတဲ့ချမ်းသာတဲ့စီဖြိုးတို့မိသားစုရဲ့ချွေးမဖြစ်နေပေမဲ့ လမ်းပြီးမှအထည်ရောင်းပြီးတော့ရုံးကန်နေတဲ့ခင်လွမ်းအပေါ်ပရိသတ်တို့ရဲ့အမြင်လေးလေးပြပြပေးပါအောင်အဆုံးထိကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကျေးဇူးတင်ပါတယ်ရှင်